အစ္စလမ်ဘာသာဝင်မျိုးသမီးတွေကိုအမျိုးသားတွေနဲ့တန်းတူထားတဲ့နိုင်ငံပရိသတ်များအလုံးမဲ့မင်္ဂလာပါများဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်သင်ကအစ္စလမ်ဘာသာဝင်မျိုးသမီးတယောက်ဖြစ်ပါလားဒါဆိုရင်တော့ဗီဒီယိုကိုမကြည့်ဘဲနဲ့ကြော်သွားပေးပါယေရှုတင်ပါတယ်ဥဇဘက်ကစ္စတန်နိုင်ငံကအစ္စလမ်ဘာသာဝင် နေနေထိုင်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အဲဒါကြောင့်လည်းမျိုးသမီးတွေအတွက်တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေကိုချမှတ်ထားတတ်ပါတယ်အရင်ဆုံးဥဇဘက်ကစ္စတန်နဲ့ပတ်သက်တဲ့အကြောင်းလေးနည်းနည်းပြောပြပေးပါမယ်ဥဇဘက်ကစ္စတန်ရဲ့ဒီနေရာကနှစ်ထပ်ကုန်းနှင်းပိတ်နိုင်ငံဖြစ်ပါတယ် ဒါမျိုးနဲ့တက်ကုန်းလင်းပိတ်နိုင်ငံကကမ္ဘာပေါ်မှာနှစ်ခုတည်းပဲရှိပါသေး။နောက်ထပ်တဲ့နိုင်ငံကတော့ Liechtenstein ဖြစ်ပါသေး။နိုင်ငံရဲ့ကျယ်ဝင်းက13,300 stmi ရှိပါသေး။အာရှလဲပိုင်းမှာတော့လူကြီးအတော်လေးထူထပ်တဲ့နိုင်ငံဖြစ်ပါသေး။အထင်ကြီးစရာကောင်းတာကနိုင်ငံလူကြီးရဲ့69ရာခိုင်နှုန်းကစာတက်မြောက်သူတွေဖြစ်နေကြတာပါ။ဥဇဘတ်ဘာသာစကားကတော့ယုံသုံးဆိုပေမဲ့ရုရှားဘာသာစကားကိုလည်းကြဲကြဲပြန့်ပြန့်ပြောကြပါရီဥဇဘတ်မှာတနည်းကို265ရက်လောက်ထိနေတာပါရီရာသီဥတုကလည်းအရန်ကိုပူပြင်းလွန်ပါရီ နေရာဒီမှာဆိုရင်133ဒီဂရီဖာရင်ဟိုက်လောက်အထိအပူချိန်ရှိပါတယ်။ဆောင်းနေမှာဆိုရင်တော့အနှုတ်4ဒီဂရီဖာရင်ဟိုက်လောက်အထိအပူချိန်ကျဆင်းသွားတတ်ပါတယ်။ဒီလိုကြမ်းတမ်းတဲ့ရာသီဥတုကိုပိုင်းဆိုင်ထားတဲ့နိုင်ငံကကမ္ဘာအမွေအထူးဆုံးနဲ့အချို့ဆုံးသောဖျဲသည့်တွေကိုထုတ်လုပ်ပေးနေတာကအထူးဆန်းပါတယ်။ဥစဘက်ကတစ်ချိန်လုံးကတော့ပိုလန်မရဲ့အချက်ချာနေရာဖြစ်ခဲ့ပါတယ်။ဘီယောဘကကုံတဲ့တွေစူဆန်းလေးလာသူတွေတင်ချပညာရှင်တွေနဲ့နက္ခတဗေဒပညာရှင်တွေဥတုကိုသွားလာနေကြတဲ့နေရာဖြစ်ပါတယ်။ဘီယောဘကနေတရုတ်ကိုသွားဖို့ဥစဘက်ကလမ်းစုံလမ်းကွာဖြစ်နေလို့ပါ။ ဥစ်ဘဟာနိုင်ငံသားတွေရဲ့ကိုယ်စီလွတ်လပ်သောဆန္ဒကိုတိတ်ဆိတ်မျိုးသိမ်းဆုပ်ကင်ထားခဲ့တဲ့အတိုင်းပြည်ဖြစ်ပါ ರಿ ။ကာရာကေပါကစ္စတန်ဆိုတာလွတ်လပ်တဲ့နိုင်ငံတစ်ခုလို့ထင်တတ်ကြပြီမြေတကယ်တော့ဥစ်ဘနိုင်ငံပိုင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါ ರಿ ။အန်အိုစီယာကောင်းတာကကာရာကေပါကစ္စတန်ကဥစ်ဘတနိုင်ငံလုံးရဲ့ area 40ခိုင်နှုန်းလောက်အထိကြီးမားပါ ರಿ ။ဒေသမှာဆိုရင်တော့လူဦးရေ2တန်းလောက်နေထိုင်ကြပါ ರಿ ။ကိုပိုင်ပါလီမန်ကိုပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိကြပါ ರಿ ။ဒါမဲ့ဘိုးဆိုးရရဲ့ချုပ်ကန်မှုအောက်မှာတချို့သောစီးမင်းတွေကိုဖြေလျော့ပေးကြရတာရှိနေပါ ರಿ ။ တကယ်တော့ဒီဒေတာကခက်ခဲတဲ့အခြေအနေကြားတွေကနေပဲရှင်းတန်နေရတာပါအရင်မြစ်တွေတလောက်ထိမပေါ်များပါဘူး။ဒါကြောင့်ဆက်မှုလုပ်ငန်းတွေလည်းနည်းနည်းပါးပါးပဲလုပ်နိုင်ကြပါလိမ့်။အထက်မြင့်စောက်ုံတွေဆိုတာကမရှိသလောက်ပါပဲ။အားကြောင့်လည်းဒေသခံတွေအတွက်ပြောရမနေတော့ရနေဆိုတဲ့ဇကားတွေပေါ်ထွက်လာရတာဖြစ်ပါလိမ့်။တကားလေတော့လေဘဝဆိုတာအဲ့လိုမျိုးအတော်လေးလဲရဲစရာကောင်းပါလိမ့်။တရက်ကွက်ထဲတူတူနေပြီးတော့ကိုလန်ထဲမှာမီးပြတ်နေပေမဲ့နောက်ကလမ်းမှာတော့မီးလာနေတာကိုတိရတဲ့ခန်းစားချက်မျိုးလိုပေါ့။အခွင့်လန်းတွေကကိုယ်စီမှာမပေါ်ဘဲကိုနဲ့နီနီလေးမှာရှိနေတဲ့အခြားအရာဒေသတွေမှာသွားပေါ်လိမ့်။ ဥစ်ဘက်ရဲ့တခြားဒေသတွေမှာဒီဒေသထက်တော့လောက်ကိုင်းစားတောက်ရတာအခွင့်အလမ်းများပြားသေးတာကြောင့်ဒေသခံတွေကတတုပ်ပြီးတတုပ်သူတို့ချစ်လာစွာသောအရက်ကိုစွန့်ထားပြေးရခဲ့ကြပါရီဒါကဥစ်ဘက်မျိုးရဲ့မျိုးကြီးပြားကြီးတွေမှာနေထိုင်ဖြတ်တန်းရတဲ့လူမှုဘဝပုံစံကိုသဘောကျနှစ်သက်ကြတာကြောင့်လေပါပါလိမ့်မယ်ဘာကွာသွားလဲဆိုတော့ဥစ်ဘက်နိုင်ငံကအစ္စလမ်ဘာသာဝင်တွေထိုင်တဲ့နိုင်ငံဖြစ်ပါရီအဲဒါကြောင့်လေမျိုးသမီးတွေအတွက်တင်ကြတဲ့စီမင်းစည်းကမ်းတွေကိုချမှတ်ထားတတ်ကြပါရီဒါမဲ့မျိုးကြီးပြားကြီးတွေမှာတော့အလိုမဟုတ်ပါဘူးမျိုးကြီးတွေမှာအမျိုးသမီးတွေကသူရဲ့မျက်နှာတွေကိုဖုံးအုပ်မထားကြပါဘူး စကတ်တိုတွေဂျင်းပေါင်းမီတွေတီရှတ်တွေရင်ဟအင်ဂျီတွေကိုဝတ်ဆင်ကြပါရီသူတို့ကိုကြည့်ရတာငါတို့လော့အန်ဂျလိစ်ကိုရောက်နေသလားလို့တောင်ထင်သွားစေနိုင်ပါရီရွေးရဝတ်ဆောင်တွေမျက်နှာစုတွေကိုတော့မင်္ဂလာပွဲနဲ့အခြားအထူးအချိန်ကာလမှာလောက်ပဲဝတ်ဆင်ကြတာဖြစ်ပါရီမြို့ကြီးပြကြီးတွေမှာကမြို့သမီးတွေကစီးပွားရေးလုပ်ငန်းတွေကိုဥဆောင်လုပ်ကိုင်နေကြပါရီတက္ကသိုလ်မှာစာသင်တဲ့ဆရာမတွေဖြစ်လဲဝင်ရောက်နေထိုင်လုပ်ကိုင်နိုင်ကြသလိုမီဒီယာလောကနဲ့နိုင်ငံရေးလောကတွေမှာကျင်းလည်နေကြတဲ့အမျိုးသမီးတွေလည်းတူးနေတည်ရှိလို့နေပါရီအဲဒါကြောင့်လဲကာရာကဲပါကစ္စတန်တို့လိုနေရာတွေဟာမြို့ကြီးပြကြီးတွေစီကိုလာရောက်ချင်းကြတာဖြစ်ပါလိမ့်မယ် အစုံလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ